ီနေ့တော့လန်နာတွေတဲကလူပြောလိုလိုလေးတွေအတော့အင်္ဂလိပ်လိုဘလို့ချစ်တယ်ကြိုက်တယ်နော်နှစ်သက်တယ်မြန်တိုးတယ်ဆိုတာတွေကိုပြောမလဲဆိုတော့ဆရာသင်ပေးမယ်။ကဲတော့တခြားလေးကြည့်မယ်။အဲဒီမှာအသုံးနှုန်းအစ်စ်တွေတော့တိတ်အများကြီးမပါဘူး။ဒါပေမဲ့မှန်မှန်ကန်ကန်လေးသုံးပါနော်။ကဲပထမဆုံးပြောရတဲ့ဇကားမှလည်းဒလိုအေးဖြစ်နေပြီးတော့ဟာမင်း is a ညက်လိုက်တာဆိုပြီးတော့ထင်မသွားအောင်လို့ပေါ့နော်။ဒါဟုတ်ပြီ။မင်းကနှလုံးသားကိုယူသွားပြီနော်။ကဲမင်းဆိုတော့ယူပေါ့နော်။ဒီနေ့ကတော့အဲကျွန်တော်ရဲ့လန်နာတွေတဲကနည်းနည်းကြီးရဲ့ဂျူဒီနဲ့တော့မဆိုင်ဘူးလို့ထင်တာပဲ။ဒါပေမဲ့ ဒီယူသွားပြီဆိုတာလေးမှတ်ထားမယ်ယူစာစီးက take ရှိတယ်ဒါပေမဲ့လေဒီလိုနေရာမျိုးမှာကြတော့မင်းကငါးနှလုံးသားကိုပိုင်ဆိုင်သွားပြီဆိုတဲ့အထိပ္ပယ်မျိုးဖြစ်အောင် have လေးနဲ့တုံးတယ်နော် you have အနန္တလေးတဲခွဲရအောင်မယ်ဘယ်သူနှလုံးသားလဲငါးနှလုံးသားဆို my h e a r t hurt နော် heart လို့နှမ်းထားတယ်အဲ့တော့ you have my heart မင်းကငါးနှလုံးသားကိုယူသွားပြီ heart နော် you have my heart h e a r t heart you have my heart heart လို့တတ်တယ်မင်းကလုံးတော်ယူသွားပြီအနောက်ကမင်းကငါအတွက်ကဘာကြီးပါမင်းကဆိုတော့ you ငါအတွက်ကဘာကြီးပါဆိုရင် you are လို့ပါလို့ရှိလို့လည်းရတယ်ဒါပေမဲ့ပိုပြီးလှအောင်မင်းကငါအတွက်ကဘာကြီးဆိုရင်အတိတ်ပဲရပါတယ်ဆိုရင်အတိတ်ပဲလေးထောက် you mean ဆိုတာလေးမှတ်ထားမယ်မင်းဆိုတာဆိုလို့လည်းအတိတ်ပဲရတယ်မင်းကအတိတ်ပဲရတယ်အာတိတ်ပဲရတယ်ကဘာကြီးဆိုတဲ့အတိတ်ပဲရတယ်ဆိုတော့ you mean the world နော် you mean the ဟောလူအတွက်လည်းငါအတွက်ဒါပေမဲ့ဒီနေရာမှာ mean နဲ့တွဲတာဖြစ်ပြီးအောင် formalize နဲ့ထူလာတယ် to me ဆိုရည်ရတယ်အဲ့တော့ you mean the world to me အဲ့ဟာငါအတွက်ခပါရှိပါဟောနောက်ကမင်းမရှိပဲငါဘွားကိုငါစဉ်းစားလို့မရနိုင်ဘူးမင်းမပါဘူးဆိုရင်ငါဘွားကိုငါစဉ်းစားလို့တော့မရနိုင်ဘူးဆိုတော့ subject ကငါဆိုတော့ i ပေါ့ subject mean verb ကပါလေမလုံနိုင်တာမလုံနိုင်ဆိုရင် can ပေါ့စဉ်းစားရဲဆိုတာစဉ်းစားတာကိုဒီမှာ emerging ဆိုရလေးလုံတာပိုကောင်းတယ် i can emerging ဘာကိုစဉ်းစားလို့မရလဲငါဘွားကိုစဉ်းစားလို့မရဆိုတော့ my life မင်းမရှိဘဲဘယ်လိုကြီးလဲဆိုရင် without you ဒါပါဖြစ်တာဆိုရင် i can't imagine my life without you ခဏတစ်ခုမင်းငါကိုလက်ထပ်နိုင်မလားလက်ထပ်မလားလက်ထပ်မလားဆိုတာဒီမိကုန်းဖြစ်တယ်လာမိကုန်းဖြစ်တယ်အနာဂတ်လိုယူဆရတဲ့ကြောင့်လိမ့်မီသဘောမျိုးပေါ့အောင် without လိုက်တယ် will be means ဆိုတော့ you ပေါ့လက်ထပ်တာကျတော့ marry will you marry ဘယ်သူကိုလဲ me will you marry me ဒါတော့သင့်တက်သွားပြီ အခါငါမင်းနဲ့အနာဂတ်တစ်ခုမလုပ်ချင်လဲဆိုရင်တိဆောက်ချင်တယ် subject နဲ့စာမယ်ငါဒီဆို i subject ပြင် verb ကိုသွားမယ်လုပ်ချင်တာဒီဒီ series ရဲ့ရှေ့မှာအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ဇာ30 series မှာတရားဆရာသင်ပေးထားပြီးတာလုပ်ချင်တာဆိုရင်ဘာနဲ့သုံးလဲဆိုရင်1 2နဲ့သုံးရတယ်ဟဲ့တော့ i want to ဘာလုပ်ချင်တာလဲတိဆောက်ချင်တာတိဆောက်ချင်တာကဘာလဲဆိုရင် bit ဘာလို့တိဆောက်ချင်တာလဲအနာဂတ်တစ်ခုကိုတိဆောက်ချင်တာဆိုတော့ a future လို့ခေါ်တယ်အဲ့တော့ i want to be a future ဘာတူနဲ့လဲ mean နဲ့ mean နဲ့ဆိုရင်ဘယ်လိုရေးလဲဆိုရင် with you မင်းမပါပဲဆိုရင် without you မင်းနဲ့ဆိုရင် with you အဲ့တော့ခါလာပြန်ပြောအောင် you have my heart you mean the world to me i can't imagine my life without you will you marry me i want to build a future with you ဒါဆိုရင်နှလုံးသားတွေရဲ့စကားတွေကိုဘယ်လိုပြောမလဲဆိုတော့ဆရာသင်ပြီးပြီပြောကြည့်စမ်းကြည့်အငင်းခိုင်ရင်တော့ဆရာလည်းမသိဘူးเนาะအားလုံးပဲကြိုးစားကြပါ fighting ပါ